ဘက်စီတီဖက်လက်ရှစ်ပန်နယ်တင်လေးဒီမှာဆိုဆိုပါရယ်ဒီကနေ့ဖျားရှင်ရဲ့နှုတ်ဘတ်တော်ကိုကျွန်တော်တို့ကတင်လေးဒီခါမှာဆင်ခြင်ဖို့အတွက်ပြန်လည်ပြီးခါမှာကျွန်တော်ရဲ့အသက်တာမှာတိဆောက်ဖို့အတွက်ကိုကျွန်တော်ဖျားရဲ့နှုတ်ဘတ်တော်အပြင်ပြန်လည်ပြီးခါမှာခွန်အားပေးချင်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ဟာ Bible Sunday ဖြစ်တဲ့နေ့တူကျွန်တော်နှုတ်ဘတ်တော်ဆိုတဲ့အရာကိုကျွန်တော်တို့ကလေ့လာကြမှာဖြစ်ပါတယ်အဲကြောင့်ယုံကြည်သူလို့ဖြစ်လာပြီဆိုရင်တော့နှုတ်ဘတ်တော်ကမရှိမဖြစ် နော်ကျွန်တော်တို့ရဲ့အသက်တာထဲမှာတိဆောက်ရမယ့်အရာတွေပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကနေ့ Bible Sunday ရဲ့ဖခင်နှုတ်ကပတ်တော်ကိုကျွန်တော်အတူတကလေ့လာကြဖို့ Bethel Harvest City Fellowship ကနေပြန်လည်ပြီးခါမှကြိုးဆိုပါတယ်ဆိုတော့ကျွန်တော်ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကဆက်လက်ပြီးခမတော်ကိုအလေးလာကြပါဆိုဆိုတော့ဒီကနေ့ကျွန်တော် Bible Sunday မှာဖျားရဲ့နှုတ်ကပတ်တော်ကိုပြီးချင်တဲ့ကောင်းစဉ်ကတော့နှုတ်ကပတ်တော်ဆိုဒီမှာဆိုတဲ့ကောင်းစဉ်အဖြစ်ကျွန်တော်ဝင်ငှချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရွေးချယ်ထားတဲ့ဂျမ်ဘိုက်ကတော့ ။ဒီမိုသေဩဝါဒစာဒုတိယဆောင်အခန်းကြီး3အပိုင်းငယ်16ကနေ့7ခုဖြစ်ပါမယ်။ကျွန်တော်ဒီကနေ့ဖတ်တော်ပြစေ။ဆိုတော့ကျမ်းစာပါတဲ့သူများရှင်ကျွန်တော်နဲ့တူတူကနှုတ်ကပတ်တော်ကိုတူတူကလေ့လာဖို့ကျွန်တော်ဒီကနေ့ဖိတ်ခေါ်ပြစေ။တိမောသေဩဝါဒစာဒုတိယဆောင်အခန်းကြီး3အပိုင်းငယ်16ကနေ7ခုဖြစ်ပါမယ်။ထိုကျမ်းစာရှိသည်များသည်ဘုရားသခင်မှုတ်သွင်းတော်မူသောအခြင်းဖြစ်၍ဘုရားသခင်လူသည်စုံလင်တော်သူကောင်းသောအမှုမျိုးမျိုးတို့ကိုပြုစုခြင်းလို့ငှာ ပြင်ဆင်တော်သူဖြစ်မည်အကြောင်းဩဝါဒပေးခြင်းအဖြစ်ကိုပေါ်ပြခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုတွင်တင်ခြင်းခြေစုများကို ပြုတတ်ကြ၏ဖတ်သွားတဲ့နှုတ်ကပတ်တော်ရောက်စီတိုင်းပေါ်မှာဖျက်ရှင်ကောင်းကြီးပေးပါစေနောက်ပြီးသူ့ကိုကုညီမဲ့ဂျမ်းပိုက်ကတော့ရှင်ယောဟန်ခရဝင်ကျမ်းအခန်းကြီး1အပိုင်ငယ်1ကနေ၄ပဲဖြစ်ပါမယ်ကျွန်တော်ဒီကနေ့ဆက်လုပ်ပြီးခမဖတ်သွားပြစေ အစာဦးနိုင်နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဖျားသခင်နှင့်အတူရှိ၏နှုတ်ကပတ်တော်သည်လည်းဖျားသခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတ်တော်သည်အစာဦး၌ဖျားသခင်နှင့်အတူရှိ၏ထိုနှုတ်ကပတ်တော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာတစုံတစ်ခုမှမရှိ ထိုနှုတ်ကပတ်တော်၌အသက်ရှိ၏ထိုအသက်သည်လည်းလူတို့၏အလင်းဖြစ်၏ ဖတ်သွားတဲ့နှုတ်ဘတ်တော်ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။နာဆုတောင်းရအောင်နော်။တန်ရှင်းတဲ့ဖျားနာမတော်ချီးမွမ်းနေ။ကိုရဲ့နှုတ်တော်ထက်ကိုတာလမီတို့ကြားနာတဲ့အခါမှာကိုရဲ့ချစ်ချင်းမြတ်တာယေရှုဖျားရဲ့တွင်တွင်ချက်များထားပါဖျားရဲ့ကိုတော်အတူပါရှိခြင်းဝိညာဉ်တော်ရဲ့လမ်းပြခြင်းများရောက်စီတိုင်းနားလေသဘောပေါက်နိုင်ရန်လုံကမအစပါ။ဒီနေ့ဖခင်ရဲ့နှုတ်ကပတ်တော်ပေါ်မှာလဲကောင်းကြီးဖြစ်စေတော်မူပါယေရှုနာမဖြင့်ဆုတောင်းဆက်ကန်းနှံကြပါ၏ ဆိုတော့ကျွန်တော်တို့အခုနကျွန်တော်ပြောထားတဲ့အဓိကနှုတ်ကပတ်တော်ဆိုဒီမှာဆိုရင်ယုံကြည်သူတယောက်ဖြစ်လာပြီဘုရားရဲ့သားသမီးတွေတယောက်ဖြစ်လာပြီဆိုရင်ကျွန်တော်အသက်တာထဲမှာဘုရားရဲ့နှုတ်ကပတ်တော်မရှိတော့ဆိုရင်ကျွန်တော်ထာဝရအသက်ရှင်တဲ့အတွင်းလူလို့ခေါ်တဲ့ဝိညာဉ်ရေးဟာကျွန်တော်ကြီးထွားဖို့မဖြစ်နိုင်ပါဘူးခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ကျွန်တော်တို့ကယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကဘုရားရဲ့နှုတ်ကပတ်တော်ကိုဆက်လက်ပြီးခါမှာလေ့လာမှုမရှိတော့ဆိုရင်ကျွန်တော်အသက်တာခါဘယ်တော့ခါမှာ ကျွန်တော်ကြီးထွားရင့်ကျက်တဲ့ဘုရားသခင်ကောင်းကြီးပေးနိုင်တဲ့အတ္တတာဆိုတာမဖြစ်နိုင်ပါဘူးအဲ့ဒါကြောင့်ဒီကနေ့မှာဘုရားရဲ့နှုတ်ကပတ်တော်ဟာဘလောက်အထိအရေးကြီးတယ်လဲအဲ့နှုတ်ကပတ်တော်ဟာဘလောက်အထိယုံကြည်သူတွေအတွက်အရေးကြီးတယ်လဲဆိုတာကိုရှင်ပေါလုကတိမောသေကိုတုံသင်ပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲအကြောင်းအရာကိုပဲကျွန်တော်ခုနပြောတဲ့တိမောသေဩဝါဒစာဒုတိယစာဆောင်အခန်းကြီး၃အပိုင်ငယ်၁၆ကနေ၁၇မှာပေါ်ပြပေးထားတယ်။အဲ၁၆မတိုင်ခင်လေးမှာ ရှင်ပေါလုကတိမောသေကိုဒီလိုပြောထားပါတယ်เนาะသူပြန်ပြီးမှခွန်အားပေးထားတဲ့အရာကပညာကိုတဲ့ပေးနိုင်သောတမန်ကျမ်းစာပညာလို့ခေါ်တဲ့ wisdom ကိုပေးနိုင်တဲ့တမန်ကျမ်းစာကိုငယ်သောအရွယ်မှစ၍တဲ့ကြီးသောအရွယ်မှလို့မပြောပါဘူးငယ်သောအရွယ်မှစ၍လေ့ကျင့်ဒီကိုတိမှတ်ပြီးတဲ့လေ့လာရမယ်ကျင့်မှတ်ရမယ်ဆိုတာကို ိမှတ်ပြီးထိုအယူဝါဒ၌တည်နေလောဆိုပြီးရှင်ပေါ်လူကတိမောသေးကိုခွန်အားပေးထားတာကျွန်တော်တွေ့လို့ရတယ်။အဲကြောင့်ဖခင်ရဲ့သားသမီးတွေကဝိညာဉ်ရေးရာမှာကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ကကလေးတွေဖြစ်ဖြစ်မှာပါခန္ဓာကိုယ်ကတော့ကြီးရင်ကြီးမယ်။ဒါပေမဲ့ဝိညာဉ်အသက်နဲ့ကြည့်တဲ့အခါမှာကျွန်တော်ငယ်ရွယ်တဲ့အခါမှာနော် အဲ့ဒီငေရွယ်တဲ့အချိန်မှစရွေးတဲ့ဖရားရဲ့နှုတ်ကပတ်တော်ကိုလေ့လာရမယ်လေ့လာပြတဲ့ကျင့်မှတ်ရမယ်လိုက်လျှောက်ရမယ်တိမှတ်ပြီးခါမှာတဲ့အဲအယူဝါဒမှာတည်နေဖို့လိုအပ်တဲ့တည်နေဖို့ဆိုတာကလည်းကြင့်ကြံဖို့ပြောတာပါအဲ့ဟိုရှင်ပေါလုကတိမောသေကိုခွန်အားပေးထားတာကိုကျွန်တော်တို့က16နဲ့19မတိုင်ခင်မှာကျွန်တော်တို့ကတွေ့လို့ရပါတယ်အဲ့နောက်ပိုင်းမှာပဲအပိုင်ငယ်16မှာ ရှင်ပေါလုကဒီမိုသေကိုဒီလိုပြောပါတယ်ထိုကျမ်းစာရှိသည်မြသည်ဖျားသခင်မှုတ်သွင်းတော်မူသောအာဖြင့်ဖြစ်၍တဲ့ကျွန်တော်ဒီဖျားရဲ့နှုတ်ကပတ်တော်တစ်ခုစီတိုင်းတစ်လုံးစီတိုင်းဟာတဲ့ဖျားသခင်မှုတ်သွင်းတော်မူသောအာဖြင့်ဖြစ်၍ဆိုပြီးခါမှာပေါ်ပြပေးထားတယ် ဲရင်ဖရားရဲ့နှုတ်ကပတ်တော်ကဘာအတွက်လဲကျွန်တော်ထာဝရအသက်ရှင်မဲ့အတွင်းလူလို့ခေါ်တဲ့ထာဝရအသက်ရှင်မဲ့အတွင်းလူကြီးထွားဖို့အတွက်ကိုဖရားရဲ့နှုတ်ကပတ်တော်လိုအပ်တာဖြစ်ပါတယ်ကျွန်တော်ဒီခန္ဓာကိုယ်ကြီးအသက်ရှင်ဖို့အတွက်ကနေ့တိုင်းတနေ့ကိုထမင်းသုံးနဲ့စားပါတယ်မနက်စာနေ့လယ်စာညနေစာဆိုပြီးကျွန်တော်ကလက်ဆက်တဲ့ထမင်းဟင်းညချက်ပြီးမှကျွန်တော်ကစားသုံးကြတယ်ဒါမှသာလင်းခန္ဓာကိုယ်ကဘာဖြစ်လဲမြင်ရတဲ့ဒီခန္ဓာကိုယ်ကြီးဟာကျန်းမာတယ် ဒါမဲ့အဲ့အတိုင်းမဲ့တိထက်ခန္ဓာကိုယ်ထက်တာ၍ရေးကြီးတဲ့ထာဝရအသက်ရှင်မဲ့ဝိညာဉ်ရေးရာကြီးထွားဖို့အတွက်ကဘာလို့ဖို့လို့အပ်တယ်လဲဆိုရင်ဖယားသခင်မှုတ်သွင်းထားတဲ့တမာချန်းစာကိုတဲ့နော်လေလာခြင်းအပြင်ဆိုပြီးမှရှင်ပေါလုကတိမောသေးကိုခေါ်အပ်ထားပါတယ်။ငါချစ်တဲ့ငါဝိညာဉ်သားတိမောသေး တင်းရဲ့ဇာတိအတွက်ကတော့တင်းအမြဲတမ်းကယူဆိုင်တဲ့အဲအတိုင်းပဲတင်းရဲ့ထာဝရကာလကိုတွားမဲ့တင်းရဲ့ဝိညာဉ်အတွက်ဖယားသခင်မုတ်သွင်းထားတော့အရာဖြစ်တဲ့အတွက်ကြောင့်ဒီနှုတ်ကပတ်တော်ကိုလေလာစီဖြတ်မှာဆိုပြီးခါမှရှင်ပေါလုကတိမောသေခွန်အပေးထားတာဖြစ်တယ်။သူများကပညာရှင်ကြီးရေးထားတယ်လို့မပြောပါဘူး။ ရားကိုတော်တဲ့လူတွေကအတိအမှတ်ပြုထားတယ်လို့မပြောဘူးရှင်ပေါလုကတိမောသေကိုမာထားတဲ့အရာက ထိုကျမ်းစာရှိသမျှဒီဖျားသခင်မှုတ်သွင်းတော်မူတော့အရာ ဖြစ်၍ဆိုပြီးပြောတယ်အဲ့ဒါကြောင့်မဲဒီအရာကိုတင့်ရဲ့အသက်တာတိဆောက်ဖို့အတွက်ကိုအမြဲလေ့လာပြီးမှတော့ကိုယ့်ရဲ့အတ္တမှာတိဆောက်ကြပါဆိုပြီးခါမှရှင်ဘောလူကကျွန်တော်တို့ကိုလည်းခွန်အားပေးထားတာကိုကျွန်တော်တို့တွေ့လို့ရပါတယ် အဲ့ဒါကြောင့်မတည်စံစာရှိသည်မသည်ဖျားသခင်မုတ်တွင်းထားเจ้าကိုလည်းရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အပိုင်ငယ်1နဲ့4မှာလည်းကျွန်တော်ကတွေ့လို့ရပါတယ်။အဲ့မှာရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အပိုင်ငယ်1မှာအစာဦးမှာပါရှိလေနှုတ်ကပတ်တော်ရှိတယ်တဲ့။နောက်ပြီးကမှာအဲ့နှုတ်ကပတ်တော်ဟာဖျားသခင်နဲ့အတူရှိတော်မူ၏လို့ဖော်ပြပေးထားတယ်။ အဲနှုတ်ကပတ်တော်ဟာဘုရားသခင်နဲ့အတူရှိပြီးခါမှနှုတ်ကပတ်တော်ဒီလေဘုရားသခင်ဖြစ်တော်မူ၏တို့ပြီးမှထလောင်းပြီးခါမှရှင်ယောဟန်ကတက်တိခံထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်ဆက်လက်ပြီးမှကျွန်တော်လေ့လာတဲ့အခါမှာဘာသွားတွေ့လို့ရတယ်လဲဆိုရင်ဒီထဲမှာကျွန်တော်တွေ့လို့ရတဲ့အရာကဘာလဲဆိုရင်ထိုနှုတ်ကပတ်တော်ဒီအစအဦး၌ဖျားသခင်နဲ့အတူရှိဆိုပြီးထလောင်းပြီးခါမှအပိုင်ငယ်နဲ့မှာဖော်ပြပေးထားတယ် အဲ့ဆိုနှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော်ဟာဘုရားသခင်နဲ့အတူရှိတယ်အဲ့နှုတ်ကပတ်တော်ဟာလည်းဘုရားသခင်ဖြစ်တော်မူ၏လို့ထပ်ပြီးခါမှရှင်ယောဟန်ကတည်တည်ပြထားတာကိုကျွန်တော်တွေ့လို့ရပါတယ်အပိုင်းငယ်၃မှာထိုနှုတ်ကပတ်တော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏နှုတ်ကပတ်တော်အားဖြင့်မဲ့ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏လို့ဖော်ပြပေးထားတယ်ဖန်ဆင်းတော်မူခြင်းနဲ့ဂင်းလွတ်သောအရာတစ်စုံတစ်ခုမျှမရှိတဲ့ လောကစัจ java လာ တခုလုံးဟာဖရာသခင်ရဲ့နှုတ်ကပတ်တော်အဖြစ်ဖန်ဆင်းပြီးမှအဲနှုတ်ကပတ်တော်နဲ့ကင်းလွတ်တဲ့စัจ java လာတခုလုံးမှာကင်းလွတ်တဲ့အရာတခုမှမရှိဘူးအပိုင်ငယ်လေးမှာထိုနှုတ်ကပတ်တော်၌အသက်ရှိတဲ့အဲနှုတ်ကပတ်တော်မှာအသက်ရှိတဲ့တဲ့ထိုအသက်တည်းလဲလူတို့၏အလင်းဖြစ်တယ်တဲ့ ထိုနှုတ်ကပတ်တော်ဟာလူတို့အတွက်ပါဖြစ်လေအလင်းဖြစ်တယ်တဲ့ဒါကြောင့်မဲ့ဒီမှာပိုက်ငယ်သုံးပါဖော်ပြပေးထားလို့နှုတ်ကပတ်တော်ဒီခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဘယ်မှာတွားလေ့လာလို့ရလဲဆိုကဘာဥချက်အခန်းကြီး1ကိုအဆက်အဆုံးအကုန်လုံးပြန်ဖတ်ကြည့်လိုက်ပါဖရားသခင်ကမရှိတဲ့အရာကနဲ့သူ့နှုတ်တော်ထွက်အားဖြင့်ဆက်ကြဝလာတစ်ခုလုံးကိုဖန်ဆင်းနေဆိုတော့ကျွန်တော်တို့တွေ့လို့ရမှာပါ အရာကြောင့်ပဲဘာဖြစ်တယ်လဲဆိုတော့ရှင်ပေါလုကတိမောသေကိုပြောတယ်ငါချစ်တော်ငါရဲ့တာနေတော့ငါမှချင်းတဲ့အရေးကြီးဆုံးတော့အရောကတင်ငယ်ရွယ်တော့အချိန်မှစ၍ဖယားသခင်မှုတ်သွင်းတော်မူတော့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်လေလာပါကြင်မှတ်ပါတင်ယူပါကြင်ကြံအားထုတ်ပါတီလို့ဆိုပြီးခမဖော်ပြပေးထားပါတယ် ဒါကြောင့်ဒီကနေ့ကျွန်တော်ဘာသင်ခန်းစာယူလို့ရတယ်လဲဖះကိုချစ်တဲ့ဖះရဲ့သားသမီးတွေဖះရဲ့နှုတ်ကပတ်တော်ဟာကျွန်တော်တို့ဖះကိုချစ်တဲ့ဖះရဲ့သားသမီးအယောက်စီတိုင်းရဲ့သာဝရအသက်ရှင်မဲ့အတွင်းလူအတွက်တည်ဆောက်နေတယ်ဆိုတာကိုနားလေသဘောပေါက်စေချင်ပါတယ်။ဒါကြောင့်မရှင်ပေါလုကမှားစီအများကြီးရှိတဲ့သူ့ရဲ့ဝိညာဉ်သားဖြစ်တဲ့တိမောသေထဲမှာအရေးကြီးဆုံးသောအရာဒီအရာကိုပဲမှားတာကိုကျွန်တော်တွေ့လို့ရပါတယ်။ အဲ့ဒါကိုတရားဟောရာကျမ်းအခန်းကြီး20နဲ့ကိုအပိုင်ငယ်29မှာမထင်ရှားသောအရာတို့သည်ငါတို့ဖျားသခင်ထာဝရဖျား၏အငမ်းအတာဖြစ်ကြ၏ပေါ်ပြတော်မူသောအရာတို့သည် ကာလအစဉ်မပြတ်ငါတို့နှင့်ငါတို့သားသမီးတို့၏အငမ်းအတာဖြစ်၍ဤပညတ်တရားစကားအလုံးစုံတို့ကိုစောင့်ရှောက်ရမည်အကြောင်းတည်းဆိုပြီးမှတရားဟောရာကျမ်းအခန်းကြီး29အပိုင်ငယ်29မှာကျွန်တော်တွေ့လို့ရပါတယ် မထင်ရှားသောအရာတွေကိုဒီဆိုတော့ကဖျားသခင်ရဲ့နှုတ်ကပတ်တော်မှာဟွက်ထားတဲ့အရာတွေကျွန်တော်လူဦးနှောင်းအဖြစ်နားမလည်လို့ရတဲ့အရာတွေဟာတဲ့ငါတို့ဖျားသခင်အငန်းအတာဖြစ်တယ်နားမလည်နိုင်မို့အရာအလုံးဟာမတိခိုင်းတဲ့အတိုင်းတာတွေဟာလည်းဖျားရဲ့နော်အငန်းအတာဖြစ်တဲ့တဲ့ဖော်ပြတော်မူသောအရာတို့ကိုကာလအစင်မပြတ်ငါတို့နဲ့ငါတို့သားသမီးတို့ဒီအငန်းအတာဖြစ်၍ ဖယားသခင်ဖို့ပြတဲ့အရာကသူခင့်နဲ့သူခါနဲ့ဖယားသခင်ရဲ့တာတပီးဒီအတွက်တော့အကျိုးရှိတယ်အငန်းအတာဖြစ်ရွေးတယ်အဲ့အတွက်ကြောင့်ပညာတရားစကလုံးတို့ကိုစောင့်ရှောက်ရမှာ ဖြစ်တယ်ဆိုပြီးခါမှတရားဟောရာကျမ်းအခန်းကြီး29အပိုင်ငယ်29မှာကျွန်တော်တွေ့လို့ရပါတယ် ါကြောင့်ဖုရားရှင်ကဒီကနေ့မှာကျွန်တော်ဘလို့အသက်ရှင်ရမလဲမနဲ့ပြန်ဘလို့အသက်ရှင်ရမလဲဆိုတာကိုကျွန်တော်တို့ကတိတိကျကျတိနိုင်ဖို့တော့ဖုရားရဲ့နှုတ်ကပတ်တော်ကိုနေတိုင်းဆင်ခြင်ပြီးခါမှာကျွန်တော်တို့ကလေ့လာတော့ဖုရားရဲ့သားသမီးတွေဖြစ်ဖို့လိုအပ်ပါတယ်ဒါကြောင့် Bible Sunday Bible Sunday လို့ပြောပြီးမှကျွန်တော်တို့ကဒီနေ့တနင်္ဂနွေတနေ့ထဲဟာဖခင်ရဲ့နှုတ်ကပတ်တော်ဖတ်ဖို့မဟုတ်ဘူးနေ့တိုင်းနေ့တိုင်းဟာ Bible Sunday ဖြစ်ဖို့လိုအပ်ပါတယ်ဒီလိုကျွန်တော်အကျယ်ချပြပြပြောပါစေ အဲ့ဒါကြောင့်ဒီမှာဖော်ပြပေးထားတဲ့တညတ်တရားစကလုံးတို့ကိုစောင့်ရှောက်ရမယ့်အကြောင်းတီးလို့ဖော်ပြပေးထားပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူဖရားရဲ့သားသမီးတွေကလည်းပဲဖရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကနေညမပြတ်ဆင်ခြင်ပြီးခါမှာ အသက်ရှင်သောဖခင်ရဲ့သားသမီးတွေဖြစ်ဖို့အတွက်ကိုဖခင်တခင်ကအလိုတော်ရှိတယ်ဆိုတာကိုကျွန်တော်တို့ကိုဒီမှာသင်ခန်းစာယူလို့ရပါတယ်။ရှင်ပေါလုကလည်းကျွန်တော်တို့ကိုဒီအရာကိုကျွန်တော်တို့အသက်တာမှာတိဆောက်ဖို့အတွက်တိမောသေးအဖြစ်ကျွန်တော်တို့ကိုဖွင့်ပြပေးတယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်။ ဆက်လက်ပြီးကျွန်တော်ကြည့်တဲ့အခါမှာတိမောသေအန်ဂျီ3အပိုင်းငယ်16ကိုကျွန်တော်တို့ကခုနဖတ်ပြီးသွားပြီဖယားသခင်မှုတ်သွင်းတော်မူသောအရာဖြစ်၍အပိုင်းငယ်16ကကြီးမှာဘယ်လိုဖော်ပြပေးထားလဲဆိုရင်ဖယားသခင်ရဲ့လူသည်စုံလင်တော်သူကောင်းမြတ်သောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလို့ငါပြင်ဆင်တော်သူဖြစ်မည်အကြောင်းဖော်ပြပေးထားတယ်အဲဖယားသခင်မှုတ်သွင်းတော်မူတဲ့ဖယားရဲ့နှုတ်ကပတ်တော် ဖယားသခင်ပြတဲ့ချစ်ချင်းမေတ္တာစားဆောင်အဲ့အရာကိုကျွန်တော်တို့ကဘာအတွက်ဖယားကပေးထားတယ်လဲဆိုရင်နဲ့အပတ်ငယ်ဆက်ခွန်ကကြီးမှာဖော်ပြပေးထားတယ်ဖယားသခင်ဤလူဒီစုံလင်တော်သူဖြစ်ဖို့အတွက်ဝိညာဉ်ရေးရာမှာလဲစုံလင်တော်သူဖြစ်ဖို့အတွက် နမနှစ်ချက်နေနဲ့ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းလို့ငါကောင်းသောအရာတွေကိုစူးစားပြီးခါမှကြင်ကြံသောဖရာရဲ့တာသမီတွေဖြစ်ဖို့အတွက်နမနှစ်နမသုံးကပြင်ဆင်တော်သူ ဖြစ်မိအကြောင်းအဲ့ဒါမျိုးကိုနှုတ်ကပတ်တော်အခင်ကို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 လိချင်နိုင်တော်သူ ဖြစ်ပါမိအကြောင်းအဲ့ကြောင့်ပဲဖရာသခင်မုတ်သွင်းတဲ့အရာကိုဖရာသခင်ကသူ့ရဲ့တာသမီတွေတွေ့ထားပေးတယ်ဆိုတော့ကိုကျွန်တော်တို့ကတွေ့လို့ရပါတယ် အဲ့တော့ဘုရားသခင်ရဲ့လူဒီစုံလင်တော်သူဖြစ်မိစားဘုရားသခင်ရဲ့လူဖြစ်ဖို့လိုတယ်ဘုရားရဲ့နှုတ်ကပတ်တော်နော်လေ့ကျင့်တော်သူတွေကကိုကနှုတ်အားဖြင့်တော့ငါဘုရားကိုယုံကြည်တယ်မိမိကဲတင်ပိုင်ရှင်တို့ပြောပြီးဘုရားအတိမတ်မပြုတဲ့ယုံကြည်သူဖြစ်မိလို့ရှိရင်ဒီနှုတ်ကပတ်တော်ကတင့်ရဲ့ဝိညာဉ်အတွက်ဘာမှအကျိုးရှိမှာမဟုတ်ဘူးခရစ်တော်ကိုမိမိရဲ့ကဲတင်ပိုင်ရှင်အဖြစ်နဲ့ယုံကြည်လက်ခံတော့ဘုရားသခင်ရဲ့တားသမီး ဲ့လိုကိုပဲဖရာသခင်လူသည်စုံလင်တော်သူဖြစ်မယ်ဘယ်လိုစုံလင်တော်သူဖြစ်မလဲဖရာသခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာတော်သူဖြစ်ရမယ်အဲ့လေ့လာတော်သူကကောင်းသောအမှုမှုတို့ကိုပြုစုဖို့သူလိုအပ်တယ်နောက်ပြီးမှဖရာရဲ့နှုတ်ကပတ်တော်ကိုနော်အတက်တာမှာတီဆောက်ပြီးကြင့်ကြံတော်သူဖြစ်ပါမယ့်အကြောင်းဆိုပြီးဖော်ပြပေးထားတယ်အဲကြောင့်စုံလင်တော်သူဖြစ်ဖို့တဲ့အကြောင်းကိုဟေပြဲအခန်းကြီး6အပိုင်ငယ်နှစ်ခါခွဲအပိုင်ငယ်လေးမှာဖော်ပြပေးထားပါတယ် မြစ်ခါခွဲမှာမူလအမြစ်ကိုငါတို့ဒီပြန်၍မတီးပဲခရစ်တော်ဤဘာသာ၌အစအဦးဖြစ်သောအကြောင်းအရာတို့ကိုထား၍စုံလင်သောအဖြစ်တို့တက်ကြကုန်အံ့လို့ဖော်ပြပေးထားပါတယ်ဒီမှာဟေပြအခန်းကြီး6ပိုင်းငယ်နှစ်ကခွဲမူလအမြစ်လို့ငါတို့ခေါ်တဲ့ကေတင်ချင်းမရသေးတော့ငါအားဒီကိုငါတို့ထားခဲ့လိုက်အဲ့ဒါအထဲမဟုတ်ဘူးတဲ့ခရစ်တော်ဤအစ၌နောဘာသာ၌အစအဦးဖြစ်သော အကြောင်းအရာတို့ကိုထားခဲ့၍ငါကေတင်ချင်းဤ ရတယ်ဆိုတော့အရာဒီလိုတော့မှထားခဲ့ပြီးခါမှစုံလင်တော့အဖြစ် maturity စုံလင်တော့အဖြစ်ကိုကျွန်တော်ကရောက်ရှိတော့သူများဖြစ်ဖို့အတွက်ကိုဟိပြဲဆရာကြီးကယုံကြည်သူတွေကိုပြန်ပြီးခါမှခွန်အားပေးထားတယ် backslider တွေမဖြစ်ဖို့အတွက်ကိုခွန်အားပေးထားပါတယ်အပိုင်ငယ်၄မှာအလင်းတို့တစ်ခါရောက်၍ကောင်းကင်စုဂျေဇူးကိုမြည်ဆန်းချင်း တန်ရှင်သောဝိညာဉ်တော်ကိုခံယူခြင်းစသည့်အတ္တတာရှိရမယ်ဆိုပြီးခါမှာဒီဟေပြဲဆရာကြီးကလည်းထပ်လောင်းပြီးခါမှာခွန်အားပေးထားတယ်။ဖျားသခင်ရဲ့သားသမီးတွေဟာစုံလင်တော်သူဖြစ်ဖို့အတွက်ကခရစ်တော်ရဲ့ကယ်တင်ခြင်းမှာပဲရပ်နေတော်သူများမဟုတ်ဘဲနဲ့ဖျားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ကတနေ့ပြီးတနေ့အတ္တတာမှာဖျားရဲ့တဏ္ဍာနဲ့တူညီတိတိလိုက်လျှောက်ပြီးခါမှာ ဘာပြရမယ်လဲ maturity တာရွေးဖခင်ရဲ့တရဏော်နဲ့တူတော်သူများဖြစ်သည့်အထိရှောက်လန်းတော်သူများဖြစ်ဖို့လိုအပ်တယ်အဲ့လည်းအတွက်ကြောင့်မယ်ပိုက်ငယ်လေးမှာအလင်းတို့တစ်ခါရောက်ရွေးရဲ့ကောင်းကင်စုဂျေစုကိုမြည်ဆန်းချက်ဖခင်ပေးထားတဲ့စုဂျေစုတွေကိုလည်းမြည်ဆန်းနိုင်တော်သူတန်ရှင်သောဝိညာဉ်တော်ကိုလည်းခံယူခြင်းစသည့်အတက်တာရှိတော်သူများဖြစ်ဖို့ဒီပြည့်ဆရာကြီးကယုံကြည်တော်သူဖခင်ရဲ့သားသမီးတွေကိုခွန်အားပေးထားတယ် နောက်ကိုပြန်လှည့်တော်သူမူခွင့်နဲ့ဖခင်ရဲ့တရဏောနဲ့တာ၍တူတော်စုံလင်တော်သူများဖြစ်ဖို့အတွက်ကိုဒီမှာဟေပြဲဆရာကြီးကလည်းခွန်အားပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။အဲ့ဒါကြောင့်ပဲရှင်ဘောလူကဒီမော့သေးကိုအခန်းကြီးတော့အပိုင်ငယ်ဆက်ခွန်ကာကြီးမှာဖခင်တခင်လိုဒီစုံလင်တော်သူဆိုပြီးမှဖော်ပြပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။နောက်ပြီးခါမှာအပိုင်ငယ်ဆက်ခွန်ခါခွဲကိုကြည့်တဲ့အခါမှာတဲ့အဲ့လိုမျိုးကိုပြင်ဆင်တော်သူဖြစ်ပါမြင့်အကြောင်းတဲ့ အဲနှုတ်ကပတ်တော်ကိုဘယ်နေရာမှာတုံးဖြူရမလဲတဲ့ယုံကြည်သူတွေကနံပါတ်1ဩဝါဒပေးခြင်းစစ်မှန်တဲ့ဖရာသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းဩဝါဒပေးရမယ်တဲ့ဩဝါဒကိုဖရာရဲ့နှုတ်ကပတ်တော်အတိုင်းဘယ်လိုပေးရမလဲလူကြီးတွေဘယ်လိုအသက်ရှင်ရမလဲဆိုတော့နှုတ်ကပတ်တော်ထဲမှာပါပြီးသားကလေးငယ်တွေဘယ်လိုအသွင်သင်ရမလဲဆိုတော့ဖရာရဲ့နှုတ်ကပတ်တော်ထဲမှာပါပြီးသား လေမယားရီဘလုံးနဲ့ထိုင်ရမလဲဆိုတော့ဘနုတ်ကဘတော်မှာတုံတင်ပေးပြီးသားခေါင်းဆောင်မှုဘလုံးလောက်ရမလဲနောက်လိုက်ငေတာဘလုံးဖြတ်မလဲဆိုတော့လူပဝန်းချင်မှာဘလုံးအသက်ရှင်ရမလဲဆိုတော့အကောင်းဆုံးအတိတိနဲ့ဟာတမာချန်းစာထဲမှာအားလုံးအသေးစိတ်ဖော်ပြပေးပြီးသားပဲဖြစ်ပါတယ်အဲအကြောင်းအရာ အားလုံးဟာဖျားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းဩဝါဒပေးတော်သူများဖြစ်ရမယ်လို့ဖော်ပြပေးထားပါတယ် ဘုရားသခင်မုတ်တိုးနဲ့ဘုရားရဲ့နှုတ်ကပတော်အဖြစ်နဲ့တွင်တင်မှုပေးရမယ်ဆိုတာပေါ်ပြပေးထားတယ်။တင်းရဲ့ဉာဏ်ကိုသုံးပါတင်းရဲ့တင်ယူထားတဲ့အရာတွေကိုသုံးပါလောကစကားတွေကိုထယ်ပြီးအသုံးပြုပါလို့မပေါ်ပြပေးထားဘူး။ရှင်ပေါလကတိမောသေကိုနှုတ်ကပတော်ကိုယူပြီးဘုရားသခင်မုတ်တွန်းထားသောအရာအဖြစ်ဩဝါဒပေးပါ။မှန်ကန်တော်လန်းကိုပဲ့ပြင်ပေးပါဆိုပြီးမှနံပါတ်၁ချက်အနေနဲ့ပေါ်ပြပေးထားတယ်။နံပါတ်၂ချက်အနေနဲ့အပြစ်ကိုပေါ်ပြခြင်း နှုတ်ကပတ်တော်ဖော်ပြပေးထားတဲ့အတိုင်းအပြစ်တရားကိုဖော်ပြပေးပါတင်မုန်းလို့တင့်ရန်သူကိုဖော်ပြပေးခိုင်းတာမဟုတ်ဘူးသူ့ကိုအရှက်ကွဲခိုင်းတာမဟုတ်ဘူးအရှက်ခွဲခိုင်းတာလည်းမဟုတ်ဘူးသူ့ကို criticize လို့ပြောတာဝေဖန်ခိုင်းတာလည်းမဟုတ်ဘူးဘလို့ဖော်ပြပေးထားတယ်လဲအပြစ်ကိုဖော်ပြပေးပါတယ်နှုတ်ကပတ်တော်ပြောထားတဲ့အတိုင်းမမှန်ကန်လို့ရှိရင်နှုတ်ကပတ်တော်အတိုင်းဖော်ပြပေးပါတယ် ဒါဝိမင်းနဲ့နာသန်ပရိုဖက်ဒါဝိမင်းကြီးကဘေဒရှေဘမြဖြတ်ကိုပြင်မာတဲ့အခါမှာဘာလို့တလဲနာသန်ပရိုဖက်ကသွားပြီးမှဖော်ပြပေးထားတယ် နောက်ပြီး prophet တီကလည်းပါလဲဓမ္မဟောင်းကိုဖတ်ကြည့်ပါ major prophet minor prophet အကုန်လုံးကဘာဖြစ်လဲမှားတဲ့လမ်းကြောင်းကိုဖခင်ရဲ့လမ်းကြောင်းကိုမှားတဲ့ဤတေလလူတွေကိုအများရန် prophet ပြူပြီးခါမှသူတို့လမ်းကြောင်းကိုပြည့်ပြင်ပေးတယ်အပစ်ကိုဖော်ပြပေးတာဖြစ်တယ်တဲ့အဲ့အပစ်ကိုဖော်ပြပေးခြင်းအဖြစ်ပါဖြစ်တယ်လေဖခင်ရဲ့သားသမီးမှန်ကန်စွာလမ်းစဉ်ကိုရှောက်နိုင်ဖို့အတွက်ကိုသူတို့အပစ်ကိုဖော်ပြခိုင်းတာဖြစ်တယ် တို့ကိုနှိမ်ဖို့တို့ကိုအမျိုးမျိုးလုတ်ဖို့တက်ကိုဖော်ပြပေးခိုင်းတာမဟုတ်ဘူးကိုစိုက်တယ်လို့သူများကိုအခွင့်ကောင်းယူပြီးမှသူများအဖြစ်ကိုချဖို့အတွက်မဟုတ်ဘူးဘာပြောလဲအဖြစ်ကိုဖော်ပြပေးခြင်းဘာလဲဖျားလမ်းကြောင်းကလည်းလွဲမှားနေတဲ့နေရာကတည်းမှန်ကန်တော့လမ်းကိုလိုက်ဖို့အတွက်ကိုအဖြစ်ကိုဖော်ပြခိုင်းထားတာကိုကျွန်တော်ကတွေ့လို့ရတယ်အဲ့ဒါကဘယ်မှာဖျားရဲ့နှုတ်ကပတော်တိုင်းကျွန်တော်ကလက်လျှောက်တော်သူများဖြစ်ဖို့သိပြီးမှအရေးကြီးတယ်နံပါတ်3အဲ့ဖျားရဲ့နှုတ်ကပတော်အဖြစ် ဖြောက်မတ်စွာပြုပြင်ပေးရမယ်ဘယ်လိုဖြောက်မတ်စွာပြုပြင်ပေးရမလဲနှုတ်ကပတ်တော်အတိုင်းဖြစ်ဖို့လိုအပ်တယ်ယောနာဟာလည်းဖျားစကားနာမထောင်ဘူးအဲ့ဒါကြောင့်ပဲဘာဖြစ်လဲနောက်ဆုံးမှာဖျားကသူ့ရဲ့အတ္တတာကိုပြုပြင်တဲ့အခါမှာသူ့အတ္တတာကနောက်ဆုံးမှာဘာဖြစ်လဲဖျားအတွက်အတုံးဝင်တော်သူ ဖြစ်လာပါတယ်ဒါဝိနဲ့နာသန်ပရိုဖက်လည်းကျွန်တော်ပြောပြီးသွားပါပြီဒီတိုင်းမဲ့သူ့ရဲ့အတ္တတာတုံးဝင်တော်သူဖြစ်လာတယ် ဖြောက်မတ်စွာပြုပြင်အဖြစ်ကိုပေါ်ပြလာတဲ့ခါမှာနားလေပြီးမှဖြောက်မတ်စွာအသက်ရှင်ဖို့အတွက်ကိုဖရားရဲ့နှုတ်ကပတ်တော်ကိုဆွဲကင်ပြီးမှပြုပြင်တော်သူများဖြစ်ဖို့လိုအပ်တယ်ဆိုတာကိုရှင်ပေါ်လူကထပ်ပြီးမှတိမောသေကိုဖော်ပြပေးထားပါတယ်။နောက်ဆုံးမှာတရားကိုတွင်တင်ခြင်းတရားနီးလက်အတိုင်းတွင်တင်ပေးရမှာဖြစ်တဲ့တင့်ရဲ့ဦးနောက်တင့်ရဲ့တွင်တင်ပေးခြင်းတင်စာဖတ်ခြင်းတင့်ရဲ့ဒီဂရီတင့်ရဲ့အတွေ့အကြုံလို့မပြောပါဘူး။ တရားကိုတွင်တွင်ပေးရမယ်။ဘာလဲလဲဖရာသခင်မုတ်သွင်းတော်မူသောဖရာရဲ့နှုတ်ကပတ်တော်အဖြစ်တရားကိုတွင်တွင်ပေးတော်သူဖြစ်ရမယ်တဲ့။ရှင်ပေါ်လူကအသင်းတော်တွေကိုဖရာရဲ့နှုတ်ကပတ်တော်အမြဲတမ်းတွင်တွင်ပေးပါတယ်။တမသိကိုကြည့်ပါ။တော်တင်းသူတင်းသားတွေကိုလည်းတွင်တွင်ပေးတယ်။တိမောသေးကိုလည်းဒီမှာတွင်တွင်ပေးထားပါတယ်။ခရစ်တော်နဲ့ပေတရား ကြည်ပါဖះရဲ့နှုတ်ကပတ်တော်တိုင်းတောင်းပေါ်အဲ့တော့ကြောင့်ကျွန်တော်ဖះကိုချစ်တဲ့ဖះရဲ့သာသမီနောက်ဆုံးအနေနဲ့ကျွန်တော်ခွန်အားပေးခြင်းတဲ့အရာကဖះသခင်ရဲ့နှုတ်ကပတ်တော်ဆိုတာကဘာအတွက်လဲသူ့ရဲ့သာသမီဒီအတွက်ဩဝါဒပေးရမယ်ဖះရဲ့နှုတ်ကပတ်တော်တိုင်းအပြစ်ကိုဖော်ပြပေးရမယ်ဖြောင့်မတ်စွာပြုပြင်ပေးရမယ် တရားကိုတုံသင်ပေးခြင်းအဖြစ်တဏီပီးတဏီဖရာရဲ့နှုတ်ကပတ်တော်ကိုကြင့်ကြံပြီးမှတဏီပီးတဏီဖရာရဲ့အလိုတော်အတိုင်းရှောက်လန်းတဲ့ဖရာရဲ့သာသမီတွေဖြစ်ဖို့ကျွန်တော်ဒီကနေ့ခွန်အားပေးခြင်းပါတယ် အဲ့တော့ကြောင့်ပဲကျွန်တော်နေ့တိုင်းဟာကျွန်တော်တို့ Bible Sunday ဖြစ်တယ်ဆိုတာကိုနားလေသဘောပေါက်ပြီးခါမှဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကနေ့တိုင်းဆွေးလန်းတော်သူများဖြစ်ဖို့ကိုယ်ရည်စားကိုယ်ရှိမှစာရေးပေးတဲ့ဟာတစ်ခါဖတ်တာနဲ့မလုံလောက်ဘူးနှစ်ခါဖတ်လေရတာရှိတယ်သုံးခါဖတ်လေရတာရှိတယ်အကြိမ်ပေါင်းတရာဖတ်လေပို့ပြီးမှနည်းနည်းဆိုတဲ့ကျွန်တော်တို့ကသူ့ရဲ့နှလုံးသားကိုသိတယ်လို့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုနေ့ညမပြတ်ကျွန်တော်က အစင်အမြဲဖတ်ပြီးခါမှာကျွန်တော်ဖရားရဲ့နှလုံးသားကိုသိရှိတော်သူများဖြစ်ပြီးဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကိုသိရှိတော်သူများဖြစ်ပြီးမှယေရှုဖရာရဲ့မှန်ကန်တဲ့သွန်သင်ချက်တီကိုနားလေသဘောပေါက်ပြီးတန်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှုအပြင်ဘုရားသခင်ရဲ့နှုတ်ရဘတော်ကိုတာ၍နားလေသဘောပေါက်ပြီးခါမှတနေ့ပြီးတနေ့ဘုရားသခင်ရဲ့တရံတော်နဲ့တူပြီးသူတစ်ပါးကိုကောင်းချီးပေးနိုင်တော်ဘုရားရဲ့တာသမီတွေဖြစ်ကြပါစေလို့ကျွန်တော်ဒီနေ့ပြန်လည်ပြီးခါမှ အားလုံးကိုကောင်းချီးပေးဖြစ်ပါတယ်။ကျွန်တော်ဆက်လက်ပြီးမှလာမယ့်ပတ်ဒီမှာကျွန်တော်ဆက်လက်ပြီးမှဖိလစ်ပင်ဩဝါဒစာဖို့ကျွန်တော်ပြန်လည်ပြီးမှဒီကွာလည်လာကြမှာဖြစ်ပါတယ်။ဒါနာတို့ရောက်စီတိုင်းပုံမှန်ပြရှင်ကောင်းချီးပေးပါစေ။